Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်နီးပြဖြစ်တဲ့ Ruben Amorim ကတော့ Newcastle နဲ့ပွဲအပီးမှာတချို့ဇာစကားတွေပြောခဲ့တာတွေကျွန်တော်ရှိတယ်ဘောနော် Ryan Giggs တို့ပြောခဲ့တာတွေလည်းကျွန်တော်ရှိတယ် Bruno Fernandes တို့ပြောခဲ့တာတွေလည်းကျွန်တော်ရှိတယ်ဆိုတော့နီးပြပြောတဲ့အကြောင်းအရာနည်းနည်းလေးကိုကျွန်တော်ဆွေးနွေးကြည့်အောင်ဒီနေရာမှာ Amorim က ဒီအခုလိုမျိုးပေါ့နော်ပရီးမီးယားလိအခုမျိုးအခုလိုမျိုးကိုသင်းဖြစ်နေတဲ့အချိန်မှာပရီးမီးယားလိထိတ်တန်းကလပ်အသင်းတွေကိုအနိုင်ယူဖို့ကအင်မတန်ကိုခဲရင်နေပေါ့နော်အင်မတန်ကိုခဲရင်နေဒါအပြင် ကျွန်တော်တို့ကပြိုင်ဘက်ကိုဂိုးသွင်းဖို့အတွက်အမားတွေလုတ်ပြီးတော့ပြိုင်ဘက်အတွက်အခွင့်အရေးတွေဖန်တီးပေးနေတာမျိုးတွေကလည်းပို့ပြီးတော့ကျွန်တော်စိုးစီတယ်ပေါ့ဗျာဒါအပြင် အသင်းတွေရလက်ကောင်းတွေဖန်တီးဖို့ပါပို့ခဲရင်သွားစီတယ်ပေါ့ဒီလိုမျိုးအမားတွေဟာကျွန်တော်လာမယ့်ကြာတာပရိနိမှာတော့ လုံးဝပြုတ်လို့လို့ကျွန်တော်မရဘူးပေါ့နော်ဒါအပြင်ကျွန်တော်ဖာနန်ဒက်စ်ကလည်းပြောထားတယ်ကျွန်တော်ဒီနေ့ပေးရတဲ့ဂူအများစုအကုန်လုံးနှီးပါးကပေါ့နော်အမားတွေကနေလာတာဖြစ်တယ်ဆိုပြီးပြောထားတယ်အမိုရင်းကတော့မီဒီယာတွေမှာဝေဖန်နေကြတာနေနဲ့ပတ်သက်ပြီးတော့သူ့အနေနဲ့ဝေဖန်မှုတွေကိုနားလည်ကြောင်းသူပြောထားတယ်လို့ဒီဝေဖန်မှုတွေကိုလည်းသူလုံးဝဂယူးမဆိုင်ကြောင်းသူပြောထားတယ် ကျတော့ဟိုပွဲတော်ပွဲကိုရှုံးနေရတာလောက်ဒါနာကျင်ရတာပွဲတော်ပွဲကိုရှုံးနေရတာလောက်စူးရတာဘာမှမရှိဘူးဗောနော်ဟိုလူတွေအတွက်ကတော့ဗျာကျွန်တော်နေလေကိုပြောကျင်ရစကိုဒါပြောခွင့်ရှိနေတယ်ဆိုတော့တုတ်တွဲကတော့ပြဿနာမရှိဘူးဗောနော်ဒါအပြင်လက်ရှိအခြေအနေတွေရဆိုလို့ရှိရင်လည်းသူ့ကိုယ်သူကာကွယ်ပြောကျင်စိတ်တွေအသင်းကိုကာကွယ်ပြောကျင်စိတ်တွေလည်းသူရှိမနေဘူးဗောနော်ဘာလို့လဲဆိုတော့လက်ရှိအစဉ်စရာကိုကျွန်တော်ကြည့်ရင်လူတွေဘာကြောင့်ဝေဖန်တယ်လဲဆိုတာကောင်းကောင်းတွေးနိုင်နေဗောနော် ဒါအပြင်လာမယ့်ကြာသာပတိနေ့ပေါ့နော်ကြာသာပတိနေ့မှာကစားမယ့်လိုင်ယွန်ရဲ့ဒုတိယကြိုးပွဲစဉ်ကလည်းအသင်းတွက်ဒါအင်မတန်ကိုအရေးကြီးတဲ့ပွဲစဉ်ပဲပေါ့နော်ကျွန်တော်ချန်ပီယံစ်လိဝင်ခွင့်ရဖို့အတွက်ယူရိုပါလိဟာအခွင့်အရေးကောင်းတစ်ခုကျွန်တော်ဖြစ်တယ်ကျွန်တော်တို့ကအဲ့ဒီအခွင့်အရေးကိုယူနိုင်ဖို့အတွက်ရှေ့လာမဲ့တပွဲချင်းစီတိုင်းစီကိုအကောင်းဆုံးကျွန်တော်နေနဲ့ရှင်ပြိုင်သွားနိုင်မှကျွန်တော်ရမှာပေါ့ဒါကြောင့်ကြာတာပရိနိပွဲဟာအင်မတန်ရေးကြီးတယ်ဒါပေမဲ့လို့ပေါ့နော်ရလက်ကောင်းရဖို့အတွက်တော်တော်ကြီးကိုခင်းရင်းလိုက်မယ်ဆိုပြီးတော့သူပြောထားတယ် ဒါကတော့လက်ရှိအမ်မိုရင်ပြောထားတဲ့ဇကားတွေကတချို့ပေါ့ဗျာဒီညမှာအမ်မိုရင်ပြောတဲ့နေရာမှာလက်ရှိအသင်းရဲ့အချီနီအရာကျွန်တော်တို့ဘောနော်ပရီးမီးယားလိရဲ့ထိပ်တန်းကလပ်အသင်းတွေကိုအနိုင်ယူနိုင်ဖို့ခရင်နေဆိုတာမျိုးကဒါကောင်းကောင်းလေးကျွန်တော်တို့ပြည်သက်တွေသဘောပေါက်ကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်အာတော်တော်လေးတော့တိုင်ဘက်တွေဘောနော် တိုင်ဘက်တွေဆိုတာကလည်းဗျာနီးပြားကဟိုပွဲတစ်ပွဲကို manage လုပ်တယ်နိုင်အောင် manage လုပ်ထားတယ်ဆိုလို့ရှိရင်တောင်မှကိုအသင်းကစားမားတွေရဲ့အမားတွေဘာတွေနဲ့ ကျွန်တော်တော်တော်လေးကိုတိုင်ပတ်သွားတာတွေကမနေတော့ဘူးပေါ့ဆိုတော့အရာအလုံးတည်ငြိမ်မှုရှိမနေတဲ့အသင်းမှာနိုင်ပွဲတစ်ပွဲပေါ်ဆောင်မှုဆိုတာမျိုးကမလွယ်ပါဘူးเนาะအဲ့ဒီတဲကမှအများကြီးပူကောင်းနေတဲ့လက်ရှိဖောင်မရအများကြီးပူကောင်းနေတဲ့အသင်းနဲ့ရှိဒီတွေ့ရတယ်ဆိုလို့ရင်ပူလို့တော့မှခင်းသေးတယ်ပေါ့เนาะနျူကာဆယ်နဲ့ကျွန်တော်ကြားထဲမှာကွာဟာချက်တွေကကျွန်တော်ကြီးတယ်ဗျာညီတို့ခုကြီးလိုက်ကိုအသင်းမှာနျူကာဆယ်ဆိုလို့ရှိရင် physical ဘိုင်းကကိုတည်းအများကြီးပူပြီးတော့ strong ဖြစ်တဲ့အသင်းเนาะပူကိုတည်းပြူပြီးတော့အများကြီး strong ဖြစ်တဲ့အသင်း ဒါအပြင်သူတို့ကဟိုဘယ်လိုပြောမလို့ဒီအယမ်းမြန်နေဗျကစားတာမြန်နေ strong ဖြစ်တယ်ကွင်းလေက၃ယောက်ဆိုလို့ချင်းလည်းပဲ physically အယမ်းတောင့်တဲ့ကစားမတွေဖြစ်တယ်အဲ့လိုမျိုးဆိုတော့ကိုယ်အသင်းတွက်ကအမြင်ဘောတွေဘာတွေပါမရှင်နိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်တို့အတွက်ပေါ့နော်ဘလို့မှအဆင်မပြေခဲ့ဘူးအဖက်ဖက်က Newcastle ကိုရှင်ဖို့အတွက်ခဲရင်ခဲ့တာအဲဒါကြောင့်လည်းပဲ Newcastle လိုမျိုးလက်ရှိ inform ရအရင်ကောင်းနေတဲ့အသင်းကိုရှင်နိုင်ဖို့မလွယ်ဘူးလို့ကျွန်တော်ပြောတာပေါ့နော်1900ကျော်နောက်ပိုင်းမှာ တို့လေ1980ကျော်နောက်ပိုင်းမှလာမသိပါဘူး Newcastle ကိုကျွန်တော်တို့ပထမဆုံးဆိုသလိုနှစ်ကျော်စလုံးရှုံးခဲ့ရတဲ့ຢာဒီတခုကိုကျွန်တော်ပိုင်ဆိုင်သွားတာတတော်လေးတော့အချိန်ကြီးဆူဆူဝါးဝါးပါပဲဒါပြင်ကြာလာပရီနီဟာအတင်းတွက် imminent အရေးကြီးတဲ့ပွဲပေါ့နော်ကျွန်တော်ပြောတော့ကဗျာဟိုဒီအရင်တော့တော့မျောလင့်သေးတယ်ပေါ့နော်အော်အနည်းဆုံးတော့ဒီတယ်မလားဒီလိုင်ယွန်ကွင်းမှာငါတို့တည်ကြပြီးတော့ အိမ်ဝင်းမှာငါတို့ပြန်အနိုင်လို့ရပါတယ်ဟေးဆိုရဲမျောလင်းချက်ကျွန်တော်တို့ထားသေးတယ်ပေါ့အခုကတော့ Joshua Zigzi injury ပြဿနာကြုံပြီးမှဘာမှန်ကိုမျောလင်းနိုင်ခြင်းမရှိတော့ဘူးတော်တော်လေးကိုကျွန်တော်ဟိုစိတ်ပြက်သွားတယ်ပေါ့နော်ဟိုလုံးဝလက်လျှော့လိုက်ပြီပေါ့သိရမလားအရင်တုန်းကတော့တကယ်တမ်းပြောမယ်ဆိုလို့ရှင်မဖြစ်နိုင်တဲ့ဂျာဖြစ်နိုင်ခြင်းနည်းတဲ့ဂျာတွေကမှကိုအသင်းနဲ့ပတ်သက်လို့ရှင်မျောလင်းသေးတယ်ဗျာသိလားဟောငါတို့အချိန်ကြီးကောင်းတော့ကောင်းနိုင်မှာပါလေဆိုတဲ့ပုံစံမျိုးဒါပေမဲ့လည်းအခုကမရတော့ဘူးပေါ့နော် Zigzi မရှိတော့အသင်းရဲ့တိုက်စီကလုံးဝကိုတည်သွားပြီ ျော်လင့်စရာလည်းဘာမှကျွန်တော်မရှိတော့ဘူး။ဒါကြောင့်ကျွန်တော်ကတော့ဒီဘယ်လိုပြောမလဲယူရိုပါလိမှာပေါ့နော်အရေးကြီးတာမှန်ပြီးမဲ့လေလို့ကိုအတင်းမှာ twin goal တွေနဲ့ပတ်သက်လို့တိုက်စစ်ကိုပုံဖော်ပုံနဲ့အဆင်မပြေဘူးဆိုတော့မျော်လင့်စရာအများကြီးမရှိတော့ဘူးလို့ကျွန်တော်တို့ယူဆတယ်။အဲထင်တာတွေတော့မှားဘူးတော့ကျွန်တော်မျော်လင့်တာပေါ့လေ။ဒါမျိုးလို့ Joshua Zixie လို့ကစားမကောင်းကျွန်တော်ဆုံးရှုံးလိုက်ရတဲ့အနေထားမှာအတင်းရဲ့တိုက်စစ်ဟာအများကြီးစကားပြောသွားမှာလူသားဝင်လာမဲ့ကစားမတွေက Resman Wildland ကိုဘာလို့ဆိုတော့မျိုးကကျွန်တော်အားလုံးသိတဲ့အတိုင်းပဲမျော်လင့်စရာဘာမှမရှိဘူးကို ဒါကြောင့်မနော်တော်တော်လေးတော့တိုင်ပတ်ခဲ့တဲ့ပွဲတွေပွဲပါဆိုတော့ညီကလေးနေရောဘယ်လိုမြင်ကြလဲလက်ရှိအမ်ဘိုရင်ပြောခဲ့တဲ့အကြောင်းအရာတချို့နဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်